ဟုတ်တယ်မမအဲ့လိုမျိုးလေးမမလိုချင်တာအမွေလိုချင်တဲ့ဒါပဲအရန်ဟိုလေဟိုကာရက်တာအဲ့လိုဟိုတမီးတယောက်အနေနဲ့အမွေလိုချင်တယ်ကွာသားသမီးတိုင်းအမွေလိုချင်တာပဲမလိုချင်တဲ့သားသမီးတယောက်မှမရှိဘူးဒါပဲလေဟဲ့ဟုတ်တယ်အမွေလိုချင်ရမယ်ဟုတ်လိုချင်ရမယ်ငါအမွေလိုချင်ရမယ်ဟုတ်တယ်ဒါပဲပြီးပြီမင်းမင်းမိသားစုစိတ်ဓာတ်တော်တော်မရှိတဲ့ကောင်ပဲနင့်လိုကောင်မျိုး ်ငါကိုလေးစက်ပိုင်းဘာကြောင့်များပြုစုပြောထောင်ခဲ့ငါစဉ်းစားလို့ကိုမရဘူးအာအဲ့မှာဇာလော၄ချောင်းလောက်မနဲ့တည်းရိုက်လိုက်တာတနာကြီးကြော်တဲ့အထိအမလေးကိုလည်းဤစိတ်သွားလေးတလားဆက်ရောင်းမှချမ်းမဟုတ်ဘူးဆက်ရောင်းမှမဟုတ်ဘူးမပန်လေဖူးစုံနဲ့ကဘျောင်းမြန်ဖူးစုံကလေသူအဲ့ဝီချဲနဲ့အိမ်ထဲရမထွက်ရအောင်ဒင်းอ่ะ အဲ့ပြဿနာဖြေရှင်းရမပန်ကြတော့အမအဲ့လိုအိမ်အောင်ကြပြီးတော့အမအိမ်အောင်ဘက်ကတင်မောသားဆိုတော့အိမ်အောင်ကြပြီးကလေးကအပြင်မှာပဲနေရတာအဲ့အိမ်ထဲမှာမရှိဘူးအကူကအိမ်ထဲကိုဝင်လာလိုက်မလေးရန်နေတွေးလိုက်ဟိုအားတွေပြောလိုက်ဒီအားတွေပြောလိုက်အမကိုပူဇော်လိုက်အကိုကိုပူဇော်လိုက်အပြင်ပြန်ဝါလိုက်အမအများကြီးမပါဘူးဒီကောင်မှာစီးနည်းနည်းလေးပဲပါတာနည်းနည်းလေးပဲပါတာ ဒါပေမဲ့ဟိုကိုပါတဲ့နေရာလေးပေါ့အကုံမင်းပြောသလိုပေါ့နော်အပါတဲ့နေရာလေးမှာ तू အကောင်းဆုံးဖြစ်အောင် तू အတုံတင်တယ်တိလာ तू အဲ့အမ်ကာရက်တာမဝင်မချင်းအဲ့လိုတော်ကီမကောင်းမချင်းမလွတ်ဘူးအကိုကအဲ့ဒါပဲနေအဲ့လောက်စကားတွေကြွနေလို့ရှိရင်ဝိတုရေးစားပါလားငါ့အပေါ်တွင်ပြောနေလူရင်းကိုပြောအကိုကလေအမှန်တကယ်ရတော့လေ तू ကအမ်မမတို့တွေရတယ်ခါချရင် dialogue ကိုအဲအစင်ပြေသူလိုပြောလိုက်တာမျိုးရှိတယ် အဲပြီးရင်ဟိုဒီဒီကားကမလေးအဲ့လိုကိုဗစ်ကာလနောက်ပိုင်းမှာမမလုံးဝဟိုကပေါ့ရိုက်ကူးရေးတွေလုံးဝလက်မခံတော့ဘူးဘာမှမရိုက်တော့ဘူးဆိုအားလုံးအားနာစွာနဲ့မရိုက်တော့ဘူးဟဲ့ဆိုပြီးတော့အဲ့လိုဆုံးဖြတ်လိုက်တဲ့အချိန်ပေါ့ဆိုတော့ကိုညီနန်းကညီမလေးဟိုကပြန်ရိုက်ပါဇလန်းတွေတွေရိုက်ရိုက်ရအောင်ဒါဒီဒါရိုက်တာကိုမင်းဦးလေးဖြစ်နေတဲ့အခါကျတော့ကိုလေးလေဟဲ့ အကိုရိုက်မာလာဘူးနည်းနည်းထူးဆန်းတယ်လीတဲ့လားဒါအကိုကဒိုက်တာဇလန်တော့မဒိုက်တာလောက်တာဒါပထမဆုံးကားဆိုတော့အကိုနဲ့လဲစုံကျင်တော့လေအခန်းတော့နေတယ်ဒါပေမဲ့ရိုက်လိုက်မယ်ဆိုပြီးတော့မမရိုက်တာပေါ့ဒါပေမဲ့မမပါရတဲ့နေရာလေးမမပါလာတဲ့စီးနိုင်ရလေးကိုမျိုးဆိုပြောဝင်လာနဲ့လှတယ်တွတ်တယ်သူအဲ့လိုမျိုးလေးဆိုတော့ဟိုဘသူနဲ့မှတော့ရန်အဲဟိုလေအိမ်ထဲမှာလို့လေသူပတ်ပြီးတော့ချနေကြတာမျိုးတော့မရှိဘူးမမ အားကြောင့်လောက်ချနေကြတာဘာမှမလဲမသိဘူးကိုနဲ့လေဟမ်ခွေလာနေတဲ့ခင်မကိုဟုတ်တယ်မမအဲ့လိုမျိုးလေမမလိုချင်တာအမွေလိုချင်တယ်ဒါပဲအရန်ဟိုလေဟိုကာရိုက်တာအဲ့လိုဟိုတမီးတယောက်အနေနဲ့အမွေလိုချင်တယ်ကွာသားသမီးတိုင်းအမွေလိုချင်တာပဲမလိုချင်တဲ့သားသမီးတယောက်မှမရှိဘူးဒါပဲလေဟဲ့ဟုတ်တယ်အမွေလိုချင်ရမယ်ဟုတ်လိုချင်ရမယ်ငါအမွေလိုချင်ရမယ်ဟုတ်တယ်ဒါပဲပြီးပြီပေါ့မင်း မင်းမိသားစုစိတ်ဓာတ်တော်တော်မရှိတဲ့ကောင်ပဲနဲ့လို့ကောင်မျိုးငါကိုလေးစက်ပိုင်းဘာကြောင့်များပြုစုပြောထောင်ကဲငါစဉ်းစားလို့ကိုမရဘူးသူကလေမမတို့ကလေပုပ်ပုပ်ပပလေးလုံးလိုက်ရမယ်လို့ထင်တာအမှန်တကယ်အမားတို့အမားပေါ့နော်အဲပုပ်ပုပ်ပလေးအဲအကိုအကိုဟီဟာပေါ့အဲအကိုဟီဟာဟာပေါ့မဲလာမလုံးနဲ့ဟာဟာဟာနေပါလေမဒီဒီနေရာလေးမှာဒီလိုပြောရမှာအဲ့မမခုနဆင်းမမပြောသလိုပေါ့ ဒီနဲ့တဲနဲ့တောင်းမမမားနဲ့ sorry ဒီဆိုရင်ဒီလိုက်တဲဆိုရင်တဲလိုက်ဒါပဲဒီဆိုဒီနဲ့တဲနဲ့အဲ့လိုလွဲပါဘူးအတူတူပါပဲမရဘူးအကိုကမရဘူးအမပြောရတဲ့စကားလေးမှာ तू ပြောတယ်လေဘာကြောင့်မရလဲအမပြောရတဲ့စကားလေးရဲ့အဓိပ္ပာယ်လေးနံမှုကသူ့ဒီဇညုံးကဒီ ဝတ္ထုကရှင်မပါတော့ဇညောလုတ်ပေးထားတဲ့အတိုင်းလေးပဲ तू ကအဲ့ဒီမယွေဒီဇညောကို तू respect ပေါ့နော် तू လေးစားတာပေါ့မမတို့ကမလေးစားဘူးလို့ပြောတာပေါ့နော်လေးစားတဲ့အတိုင်းပဲအထိပဲတူတူပဲလေမတူ no အာအမဇာလော့လေးချောင်းလောက်မနဲ့တည်းရိုက်လိုက်တာတနာကြီးကြော်တဲ့အထိအမလေးကိုလည်းအီစိတ်သွားလေးတလားအဲ့လားလန့်သွားလေးအဲအမရအောင်တော့ ဲ့လိုအဲ့ဒါကိုသုံးမောင်ဆိုမအောင်အခုဟိုကိုသုံးမောင်လို့နေမှာတခြားဇလန်တွေရဲ့အာရိုက်ပြီဆိုကိုသုံးမောင်မမန်နေဘောခွေးယူဘာဘောခွေးယူမှာသူများကပေါက်ပန်းလေးစီဟုတ်တယ်အဲ့တော့အကုန်နဲ့ရိုက်တော့အဲ့လိုနစ်တာနစ်တာနစ်တာအာနစ်ပြီဆိုရင်အဲ့ဒါဘောခွေးပေးလိုက်အာဘောခွေးပေးရပြီဆိုအဲ့လူ dialogue နစ်နေလို့တာမှတ်တာအဲ့စကားလေးလေးလေးချောင်းမဲတော့ဘာမှမခတ်ဘူးမခတ်ပြီမဲမမတို့မှာအဲ့လိုမျိုးလေ ကုမင်းပြောတဲ့ idea ကုမင်းပြောတဲ့ dialogue ကိုလှုပ်ချင်တာနဲ့တထက်ထဲသွားမကြတဲ့ခါကျတော့မမတို့မှခက်ခဲသွားတာပေါ့။ကိုကစိတ်ဆိုးလေကိုကပို့ပြီးပူထူပြီးတော့လေ။ဟဲ။နောက်ကြပြန်စစ်စားကြည့်ဒါရိုက်ပြီးသွားကတ်ဆိုကောင်းသွားပြီးတော့ဒီဘက်ဆိုတော့ dialogue ပြောကြည့်တော့အတဲ့ပဲ။စိတ်ပေါ် stress ပေါ်တမီးရဲ့မမတို့ကအရာတွေကလေ။ဟိုကဘယ်လိုပြောမလဲဆိုတော့ဟိုထူးဆန်းတယ်ထူးဆန်းတယ်ထူးဆန်းတယ်ဟို အစ်စ်မလို့ဒါလော့မေ့တာအထက်အဲဒီတော့ဝါရင်နဲ့ဘာလို့ဒါလော့လာနေဆိုပူကြီးရတယ်သိလားပူပြီးတော့လေလူတွေကိုအားနာရတယ်ပူပြီးတော့လေဟိုဟို respect ပေါ့နော်ငါငါဆောင်ခဲ့အကုန်လုံးကစောင့်နေရတယ်ဆိုတော့စိတ်ကသွားပြီအဲ့မှာအောက်ကိုဆွဲချလိုက်တယ်ဇီးဆိုပြန်မတက်လာတော့အဲ့လိုမျိုးပေါ့နော်ဒါမဲ့လေအာဟိုအကိုပြောတဲ့အတိုင်းပဲမမတို့တကယ်တကယ်ကားတွေဆက်ပြီးတော့ဒါချိလိုက်တဲ့အချိန်ကျရင်ချိချိလိုက် စကားတခွန်လဲမျက်လုံးအကြည့်ကအစကိုကတေချာတဲ့မပန်လို့ဆိုလေကိုကဟိုကိုမင်းဟွာသူကအက်တာဘိုင်းကလာတဲ့ခါကျတော့မမတို့မျက်လုံးအကြည့်မာနေရသူသိနော်နော်နော်မောသူမိပြန်ကြည့်အမကိုကြည့်တဲ့အကြည့်မဟုတ်ဘူးအဲ့လိုကြည့်ရမှာမဟုတ်ဟဲ့ဘယ်လိုကြည့်ရမှာလဲဒီလိုပဲကြည့်ရမဟုတ်ဘူးဟဲ့အဲ့တော့ဘယ်လိုကြည့်ရမှာလဲကိုကလေတိတ်ချပြောပြ ဲ့လိုအဲ့တကန်းနှစ်ကပ်သုံးကပ်မရမချင်းရိုက်ကိုရီးယားတော့အီစိတ်ပေါ့အဲ့လိုမျိုးလေဒါပေမဲ့အရောင်းကောင်းတော့လေအဓိကကဘာလဲဆိုအကိုတော်တာအကိုတော်တာကိုမင်းဦးတော်တာအမမတို့ကဒါလုပ်လာလို့ဆိုလုပ်လိုက်တာပဲဒါပဲလေဒါပေမဲ့အဲ့လိုမျိုးမမတို့တွေဟိုပေါ့ကာရိုက်တာပြင်ပြင်နေတာဟိုအိုက်တင်တွေကောင်းနေတာဒါ ida နဲ့ဆိုင်တယ်ဆိုတော့ဒါ new song မျိုးနဲ့ director မျိုး အရန်กว่าတော့ဗောအကိုရဲ့ပါဝါနဲတာမဟုတ်အမတို့မှာအကိုပေါ်မှာဒါအကယ်ဒမီမင်းဖြစ်တဲ့အတွက်ငကိုတွေက respect ရှိပြီးသားအကိုပေါ်မှာလေးစားပြီးသားအိုက်သေးတဲ့မှာမှာဒီရိုက်ကွင်းကိုရောက်တဲ့အချိန်မှာအကိုရဲ့ဟောသူ့ရဲ့ဒီဇက်ပေါ်မှာသူ့ရဲ့ဇံဝင်စားမှုဗောနော်အာသူ့ရဲ့ဆုံးဖြတ်ချက်အာသူ့ရဲ့မမတို့ပေါ်မှာဒီ character တွေပေါ်မှာသူ့ရဲ့ကင်တွေနိုင်မှုကကြောက်စရာကြောက်စရာ ဟဲ့ကြောက်စရာကြီးဆိုမဟုတ်တော့သူ့ရဲ့တော်တာကိုပြောတာနော်အကူကြောက်စရာကောင်းတာပြောတာမဟုတ်သူ့ရဲ့ပါဝါကြောက်စရာ